ရေခဲထဲမှာအေးခဲပိတ်မိနေကြတဲ့ထူးဆန်းသောယာများကပ္ပရဲ့ရေခဲနေတဲ့အပိုင်းတွေကိုအရင်တုန်းကလိလာဖို့ကြိုးစားကြပေမဲ့ကျန်းတဲ့နေရာဒီဥဒုတွေကြောင့်တိတ်အရာမရောက်ခဲ့ပါဘူး။ရာဒီဥဒုဖောက်ပြန်မှုနဲ့တူကပ္ပကြီးပုံတွေးလာပြီးနောက်ပိုင်းမှာတော့အရင်ကမရောက်နိုင်တဲ့နေရာတွေမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတော့ကိုပို့တိလာရပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျမတို့ရဲ့ဒင်းကား channel ကနေကြိုဆိုလိုက်ပါတယ်။ ဒီနေ့အကြောင်းအရာလေးကတော့ရေခဲပြင်ထဲမှာ AKB ကြံခဲ့တဲ့ထူးထူးဆန်းဆန်းရာလေးတွေကိုပြောပြပေးသွားမှာပါ။ချလင်းရေခဲဆောင်တွေက ရှင်ဟောင်းချောက်ဖြစ်ရုပ်ကျွင်းတနေ့တခြားကဘာကြီးပိုပူလာတာနဲ့များရေခဲတောင်ရေပျော်မှုတွေကလည်းမြင့်တက်နေတာပါ။ချလီတောင်ပိုင်းမှာရှိတဲ့ရေခဲဆောင်တွေကလည်းဒီပူချိန်ကြီးရဲ့တန်ကို မခံနိုင်နေတဲ့မှာပါနေပါတယ်။ 2009ခုနှစ်မှာရှင်ဟောင်းပညာရှင်တချို့ကဒီမြစ်ထဲကနေရှင်ဟောင်းကြောက်ဖြစ်ရုပ်ကျွင်းစုတွေကိုတွေ့ရှိလာရတဲ့အချိန်မှာတော့အားလုံးပဲအံ့ဩသွားကြရပါတယ်။ဒီရုပ်ကျွင်းစုတွေကိုအနီးကပ်လေ့လာကြည့်တဲ့အခါနှစ်တန်းပေါင်း250လောက်တက်တန်းရှိတဲ့ရင်းနေတက်တော်အယူစုလိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီတက်တန်းက T-Rex လို့ခေါ်တဲ့ရှင်ဟောင်းရင်းနေတက်တော်ထက်ထောင်ပိုပြီးတော့စောင်းနေတဲ့သဘောရှိပါနဲ့။ ဆယ်ပင်လောက်ရှိတဲ့ဒီသားရဲကောင်ရဲ့ရုပ်ကျွင်းကိုတခုတည်းတွေ့ခဲ့ရတာမဟုတ်ပါဘူး။ဆက်ပြီးရှာဖွေကြည့်တဲ့အခါနောက်ထပ်ရုပ်ကျွင်း86ခုကိုပါဆက်တွေ့ခဲ့ရတာပါ။ငလင်ချောင်းရေခဲထောင်တွေပြိုကျပြီးပြီးသွားတဲ့အထက်ပါခဲ့တာလို့ကောက်ချက်ချခဲ့ပါတယ်။ဒီလိုနဲ့နှစ်သန်းပေါင်းများစွာရေခဲထဲမှာပိတ်မိနေပြီးအခုရေခဲတွေအေးပျော်တဲ့အချိန်မှာတော့ရှင်းဟောင်းရှာဖွေပညာရှင်တွေအတွက်တွေ့ရှိမှုအစ်စ်ဖြစ်လာခဲ့ပြီလို့ပဲပြောရမှာပါ။ အသက်ပြင်းတဲ့ကံယောဂါဆိုဆိုင်ဘေးရီးယားဒေတာကလည်းအေးခဲချမ်းတတ်နေနေရမှာရက်ဆက်တိန်လို့နာမည်ကြီးပါတယ်။အချက်လက်မှတ်တမ်းတွေရဆိုင်ဘေးရီးယားဒေတာရဲ့ရေခဲပြင်အောင်မှာအသက်ဆုံးရှုံးခဲ့တဲ့ လူတွေတရိတ်ဆန်တွေမနှဲမနှောရှိပါနဲ့။နောက်ပြီးရုရှားရဲ့ကျမ်းမာပေးဆိုတဲ့ရာသီဥတုသားတွေကိုဆိုင်ဘေးရီးယားကိုပို့ပြီးအပြစ်ဒဏ်ပေးကြပါတယ်။ တခါကလည်းဒီဒေတာမှနေကြတဲ့လူမျိုးတစုလုံးပြင်းထန်တဲ့ရှားပါးကူးစက်ယောဂါတမျိုးကြောင့်ရွာလုံးကျွတ်သေးခဲ့ရတဲ့ကိစ္စတွေလည်းရှိခဲ့ပါတယ်။နောက်ပိုင်းမှာသူတေသနာအဖွဲ့ကဒီအခြေအနေတွေကို တွေ့ခင်ရပါတယ်။ဆိုင်ဘီးရီးယားရဲ့နေရာတစ်ခုမှာတွေ့ရတဲ့အစုလိုက်ပြုံလိုက်သေးဆုံးမှုကသွေးယိုသားယိုမဟုတ်တာကိုခံမှန်းနိုင်တဲ့အတွက်ဈေးပညာရှင်တွေကပါရောက်လာပြီးတော့လေ့လာမှုတွေလုပ်ခဲ့ကြပါတယ်။ ပို့ဆိုချင်တော့ဒီခန္ဓာကိုယ်တွေထဲမှာရှိနေတဲ့ပြင်းထန်တဲ့ကုသမြန်ယောဂါတွေကလည်းမပြတ်စည်းသေးတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဆေးပညာရှင်တွေက PPE လို့အကာအကွယ်ဝတ်စုံတွေနဲ့တည်တည်ချာချာစစ်ဆေးခဲ့လို့နောက်ဆက်တွဲထိခိုက်မှုတွေမဖြစ်ခဲ့ပါဘူး။ဘာပဲဖြစ်ဖြစ်ဒီထောင်ထားတွေက လူမသိသူမသိကြမာစိုးကြားရောက်ခဲ့တဲ့ လူမျိုးစုရဲ့အကြောင်းကိုဖော်ပြခဲ့ပါတယ်။အမျိုးမည်မသိတဲ့ရေခဲတတ်တော် အရှိမပြောခဲ့တဲ့အတိုင်းပါပဲစိုက်ဘီးရီးယားဆိုတာကတက်ရှိတွေအတွက်ရေခဲတင်ချိုင်းတစ်ခုလိုဖြစ်နေတဲ့နေရာတွေပါပဲစိုက်ဘီးရီးယားရေခဲပြင်းထဲမှာတေဆုံးတဲ့တက်တဝါတွေထဲမှာအမျိုးမျိုးတည်တာတွေပါသလိုအမျိုးမျိုးမခွဲခြားနိုင်တဲ့တက်တဝါတွေလည်းပါလာတတ်ပါတယ်အဖွဲတစ်ဖွဲကတော့ရာစုနဲ့ဆယ်စုနဲ့ကျော်လောက်ထိတက်တန်းရှိပြီးအေးခဲတောင်တင်းနေတဲ့ခန္ဓာကိုယ်တစ်ခုကြောင့်ခေါင်းခြောက်ကုန်ပါတယ်အနည်းဆက်ဆုံးခံမှန်းချက်ရခွေးမျိုးစိတ်ပဲလို့ဖြစ်မယ်လို့ယူဆခဲ့ပေမယ့် ရေခဲပြင်နီးထဲမှာစက်စားတက်တဲ့ဝင်းပလွေတွေလည်းဖြစ်နိုင်ကြောင်းကောက်ချက်ချခဲ့ပါတယ်။ညစ်တီအကြာကြီးရှိနေတာတောင်ပုံသိမ့်မပြတ်ပဲတွေ့ခဲ့ရတာကတော့ဒီတစ်ခေါက်ကပထမဆုံးလို့လဲဆိုရမှာပါ။ဒီနေ့ဗီဒီယိုလေးကတော့ရေခဲထဲမှာပိတ်မိပြီးရုပ်ကျွင်းဖြစ်ခဲ့ရတဲ့ထူးထူးဆန်းဆန်းရာလေးတွေပဲဖြစ်ပါနေ။အားလုံးပဲဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင် like လေးနှိပ်ပြီးအားပေးနိုင်ပါတယ်။ ဒီလိုဗီဒီယိုလေးတွေဆက်တင်ပေးသွားမှာဖြစ်လို့မလွတ်ရအောင် follow and subscribe လေးလုပ်ထားဖို့တိုက်တွန်းလိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။